ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမတွေ့ရစေနဲ့တာသူသူရဲ့ဆံနော်ကိုကိုဆူတောင်းရင်အဲ့ဒါလိုပဲဆူတောင်းအောင်ရုပ်မာတဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဘယ်တော့မှမဆုံမရစေနဲ့ဒါဖြင့်ပါပိဿရှုံးမှန်တဲ့စိတ်ဆန္ဒရှိတဲ့ပုဂ္ဂိုလ်ဆိုတာပါမမမကန်တဲ့နီလန်းတဲ့ချီးမွမ်းခံတဲ့ပုဂ္ဂိုလ် ထက်တန်းရောက်ချင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးကိုပပိဿာလို့ခေါ်တယ်ကိုယ်မတကယ်အရင်ချင်းမရှိဘဲနဲ့အထက်တန်းကိုတက်ချင်တယ်အရင်ချင်းရှိအောင်မလုပ်ဘဲနဲ့ဖြန်းနှန်းကနေလှုပ်တယ်အဲ့ဒီလိုပုဂ္ဂိုလ်တွေဟာမမမကန်နဲ့အောက်တန်းကျတဲ့စိတ်တည်းရှိတယ်လို့သူတို့ဆိုလို့တယ်အပြစ်ရှိလာပြန်တော့အပြစ်ကိုဖုံးကွယ်တယ်လူကောင်း လူတော်ဟောင်းဟန်ဆောင်တတ်တယ်အဲ့ဒါလို့ဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်မျိုးတွေ ਨੇ ဘယ်တော့မှမဆုံးတွေ့ပြရစေဒါသူလူကိုရွေးချယ်တယ်ပေါင်းတဲ့ဆက်ဆံမှုကိုရွေးချယ်တယ်အဲ့လိုရွေးချယ်ကုတိတော်ဟိနဝီရိယောတဲ့ကုတိတော်ဆိုတာပြင်းတဲ့ပုဂ္ဂိုလ်ပြင်းတယ်ဆိုတာဘယ်ကိစ္စမှပြင်းတယ်လဲဆိုစဉ်းစားကြည့် ဒီနေရာမှာဆိုလိုတဲ့ကုသတာဆိုတာမဟုတ်စေ။လောကီစီပွားရေးလုပ်ဖို့ရပြင်နာတို့အလုံးမလုံးချင်တဲ့အပြင်းတို့အဲ့ဒါမျိုးလည်းရှိတယ်နော်။အဲ့ဒီအပြင်းကဘာဖြစ်လဲဆိုအလုံးမလုံးချင်မှုဆိုရင်ကြီးပွားတုတ်တက်မှုမရတော့ဘူးဒီပုဂ္ဂိုလ်။စာတရားမဲ့အချိန်စာမတင်မှုစာချက်မှာပြင်းနေဆိုသူကအောင်မြင်ကြီးပွားမှုရှိတော့အဲ့ပုဂ္ဂိုလ်မျိုး။အလုံးမလုံးချင်မှုပြင်းနေဆိုတဲ့ပုဂ္ဂိုလ်တွေလည်းတုတ်တက်မှုမရနိုင်တဲ့ပုဂ္ဂိုလ်။ ဒီနေရာမှာတော့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်ရင်ထဲမှာမကောင်းတဲ့အတွေးတွေရှိနေပါရဲ့တမ်းနဲ့အဲ့ဒီမကောင်းတဲ့အတွေးတွေကိုလက်ခံရှင်းသုံးနေတဲ့ပုဂ္ဂိုလ်ဟာကုသတာပြည့်သူလို့ဒီလိုခေါ်တယ်။နော်မကောင်းတဲ့အတွေးတွေစိတ်ကူးရင်နေတယ်မကောင်းတဲ့အကုသိုလ်နဲ့ပတ်သက်တဲ့လောဘနဲ့အတွေးဒေါသနဲ့အတွေးတွေကိုစိတ်ကူးရင်လက်ခံပြီးတော့ဒီအတွေးပေါ်မှာ နေတဲ့ပုဂ္ဂိုလ်ကိုကုတိတာလို့ခေါ်တယ်။ပြည်သူဘယ်တော့မှအထက်တန်းရောက်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့ကုသိတေနအာဂရိနတိရတိတိကုတိတော်ရုပ်ပြည့်စင်းမြဲစုံစုံမြုပ်သွားတဲ့ပုဂ္ဂိုလ်ဂုံတိတ်ခါအပြင်မပေါ်တော့ဘူး။ပြင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအထက်မရောက်လာဘူးလို့သူတို့ဆိုလို့ပေါ့။ကုတိတော်ခိနဝီရိယော ဝိရိယတွေယောနေတဲ့ပုဂ္ဂိုလ်လုံလဝိရိယဆိုတာဘာလို့ပြောရမယ်ဆိုလို့ရှိရင်လောကီစည်းဝေးမှာလည်းလုံလဝိရိယဆိုတာလိုအပ်တယ်တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ခုနကမကောင်းတဲ့စိတ်တွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်တွေမွေးမြူဖို့တိုးတက်ဖို့ကြိုးစားရမယ်အဲ့ဒီကြိုးစားမှုနှစ်ပြတ်ရှိကိုရှိရမယ်နော်ကိုယ်ရင်ထဲမှာမကောင်းတဲ့စိတ်တွေရှိတာကိုမဖယ်ရှားပဲ ကောင်းတဲ့စိတ်တွေမရှိတာကိုရအောင်မကြိုးစားပဲနေဟိတဝိရိယလို့ခေါ်တယ်။ဟိတဝိရိယလို့ခေါ်တယ်။အဲ့ဒါမျိုးမဖြစ်အောင်ကိုယ်မှတိလာမရှိသေးရင်တိလာရှိအောင်ကြိုးစားရမယ်။တိလာတွေပြင်းပြနေတယ်ဆိုရင်နောက်ထပ်အချက်မပြတ်အောင်ဖေရှားဖို့ကြိုးစားရမယ်။အကုသိုလ်တွေကိုဖေရှားဖို့ကြိုးစားရမယ်။ အဲ့ဒါလို့မကြိုးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာလူတော်လူကောင်းဖြစ်လာဖို့မရှိဘူးမကောင်းတာတွေကိုဖယ်ရှားဖို့ကြိုးစားခြင်းကောင်းတဲ့အရာတွေကိုတဏ္ဍာမှာဖြစ်ပေါ်လာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးစားမှုနဲ့ရဟာအရေးကြီးဆုံးပဲတနည်းအားဖြင့်ခွဲလို့ရှိရင်ကြိုးစားမှု၄မျိုးဆိုတဲ့တမပ္ပဒံတရား၄ပါးလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်ရအောင် ဖြစ်ပြီးသားအကုသိုလ်တရားတွေကိုဖယ်ရှားပြစ်ဖို့ကြိုးစားရမယ်။မကောင်းတဲ့တဲ့ပတ်သက်ပြီးတစ်ခုဥပမာလူတယောက်ဟာစိတ်တူရတဲ့စိတ်ခဏခဏဆိုးရတဲ့ဆိုစိတ်ဆိုးတာအကုသိုလ်ပဲလေ။အဲဒီစိတ်တူထက်တဲ့စိတ်ဆိုးရတဲ့ဆိုတာကိုမဖြစ်အောင်ထိသိမ်းဆောင်ရှောက်။ထိသိမ်းဆောင်ရှောက်ရတဲ့အတိုင်းစိတ်ဆိုးမှုပေါ်လာလို့ရှိရင်လေခြင်းထဲမှာကြာရှည်မခံအောင်တွန့်လန့်ဖယ်ရှား။ အဲ့ဒါမှဝိရိယရှိတယ်လို့ခေါ်နောက်တကမေတ္တာခေါင်းပါတယ်မေတ္တာခေါင်းပါနေတယ်ဆိုရင်မေတ္တာတရားကိုယ်ရင်ထဲမှာတည်ဆောက်ဖို့ကြိုးစားတည်ဆောက်ပြီးလို့ရှိရင်လည်းတိုးတက်များပြားပြီးအရှိန်ဝါကြီးမားလောက်ကြိုးစားဒီလိုဆုံးလို့ပေါ့ကောင်းတဲ့ဟာကိုတည်ဆောက်ရမယ်ရလာပြီးတိုးတက်အောင်လုပ်ရမယ်ဆိုအဲ့ဒါကိုသမဗရံတရား၄ပါးလို့ခေါ်တယ် ကိုမှတီလာမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးရင်ပူပြီးတော့မျက်မျက်နှုံနှုံနဲ့ထိမ့်သိဆောက်ရှက်တော်ကိုစ조사အဲ့ဒါမှလူဘဝမြင့်တက်တာဖြစ်တယ်ဒီလိုဆုံးလို့တယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာမထေရကကြည့်တယ်ပြင်းရည်တဲ့ပုဂ္ဂိုလ်လုံလဝီရိယမရှိတဲ့ပုဂ္ဂိုလ်မျိုးနဲ့ဘယ်တော့မှမဆုံးသွေးခြင်းဘူးတဲ့ဘယ်တော့မှလည်းတိုးတက်မဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေဒီလိုပုဂ္ဂိုလ်မျိုးနော်မဆုံးသွေးခြင်းဘူးတဲ့အပတုတော် အနာရထောကိနလောကသမိန်ကိန္တိယတချို့ကတင်ယူရမှလိလာရမှအဘဒမပြင်းနေမတင်ယူခြင်းမူကြာဘူးနာဝဘောဓုတ္တအလွန်နေတယ်ဘောဓုတ္တမရှိဘူးဘုရားဗန္တာဝင်ဖြစ်လာတယ်ဖရာဘာကြောင့်ကိုယ်ဝယ်ရတယ်နော်ဒုသန္တမဘလို့ရှိရမယ်တိလဘာကြောင့်ဆောင်းသင့်နေဒါနာကုသိုလ်ဆိုဘာကြောင့်လိုရတယ်ဆိုတဲ့ ကြဘူးနှဝါကစပြီးတော့တင်ကြားထားတာဘာတစ်ခုမှမရှိသူများတွေတင်ကြတယ်အမိဓမ္မာကိုယ်ကဘာမှမသိဘူးတင်ခြင်းနဲ့စိတ်လည်းမရှိဘူးဆိုတာမဟုတ်ဘူးနော်အပတုတ္တအမိဓမ္မာတွေတင်ကြတယ်ဝိတ္တုမေတ္တီတင်ကြတယ်ဖျားဟောတဲ့တရားဓမ္မတွေနဲ့တင်ကြဖတ်ယူနာယူမှုဖတ်ရှုမှုဆိုတဲ့တင်ကြမှုတွေတစ်ခုမှမရှိဘူးဆိုရင် သူဟာပါရခုမှတိမှာမဟုတ်ဘူးပေါ့လောကီနဲ့ပတ်သက်ပြီးတော့လည်းသင်္ချာမှုမရှိဘူးဆိုရင်ခြိပွားတွတ်တဲမှုကဘာအတိညာမှရှိမှာမဟုတ်ဘူးအဲ့ဒါလိုအပတုတ္တဘောဓုတ္တနေပြီးတော့သင်္ချာမှုအားနည်းတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့လည်းမဆုံရင်ဘူးအနာတတော်လူဆရာပဝန်းကျင် ကိုကိုပဲလေးစားရမယ်ကိုပဝန်းကျင်ကိုလည်းလေးစားရတယ်ပုဂ္ဂိုလ်လည်းမလေးစားဘူးတရားလည်းမလေးစားဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာကြီးပွားမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့လေးစားမှုကင်းတဲ့ပုဂ္ဂိုလ်မျိုးနဲ့လည်းဘယ်တော့မှမတွေ့ချင်ဘူးဘာကြောင့်လို့ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးနဲ့တွေ့လို့ဘယ်လိုလုပ်ပြီးတော့လောကမှာဘာကြောင့်ဘာအကျိုးရအောင်မှာတော့ဘာမှမရဘူးနော်ကိနလောကသမိန်ဂိန်တိယ အဲ့ဒီပုံကိုယ်တွေမှာတိုးတက်เสียရလမ်းဆုံးတခုမှမရှိဘူးဘာမှဖြစ်လာမှာမဟုတ်သည့်အတွက်ကြောင့်သူတို့နဲ့ဆုံတွေ့ရခြင်းဟာအလကားပဲတံခိုးထတဲ့ပုံကိုကြည့်ရနော်ကိုယ်နဲ့ဆုံတဲ့ပုဂ္ဂိုလ်ဟာဘုဒ္ဓတရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူเสียဘုဒ္ဓတစကားတွေမကြမ်းနိုင်ရပြီဘုရားကြမ်းနိုင်သူစူးစမ်းတဲ့ပုံတွေကိုသိရတဲ့အခါကိုယ်လည်းစူးစမ်းခြင်းစိတ်ဖြစ်လာ သူစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ကိုယ်လည်းစိတ်ကောင်းနှလုံးကောင်းမွေးလာဖို့အနေထားမျိုးရှိတယ်။အဲဒီလိုမှမဟုတ်ဘဲနဲ့စိတ်ကောင်းနှလုံးကောင်းမရှိ၊ကြိုးစားအထောက်မှုမရှိ၊ဘောဓုတ္တမရှိတဲ့ပုဂ္ဂိုလ်နဲ့နေလို့ကတော့လောကကြီးမှာဘာမှဖြစ်လာမှာမဟုတ်ဘူးတဲ့။ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေနဲ့မဆုံစည်းချင်ဘူး။ဘုရားတို့တွေလည်းအဲ့ဒီလိုဆန္ဒထားရမှာဖြစ်တယ်ပေါ့